nothing phone ကင်ထားပြီးတော့ဒီလိုမျိုး feature တွေကိုမသိဘူးဆိုရင်မိတ်ဆွေ nothing phone ကင်တယ်လို့ပြောလို့မရလေဘူးအဲ့တော့ဒီနေ့ဗီဒီယိုမှာ nothing phone တွေမှာပါတဲ့အမိုက်စာ feature တွေကိုပြောပြပေးမယ်မိတ်ဆွေက nothing phone ကင်ထားတယ်လို့ဆိုရင်အဆုံးထိကြည့်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံမှာဘလူးမားဒီလိုမျိုး feature မပြောဘူးကျွန်တော်ပဲပြောတာရန်ကုန် mobile store ထမအောင်တကွာတော့ကိုက meeting ခန်းထဲရောက်နေတာပဲဖြစ်ဖြစ်အလုံးလုံးနေတဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဖုန်းကိုစပယ်ဘုံမှာမှောက်လျက်ထားလိုက်တာနဲ့ silent ဖြတ်သွားပြီးတော့ glitch interface ကနေပဲ notification တွေတက်လာအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ပြောပြပေးမယ်။ message ကမတိသေးဘူးဆိုရင်တော့အခုကြည့်လိုက်အောင်။ nothing phone တွေကိုကန်ရတဲ့အရာသာသူ့ရဲ့ home screen ကိုကြည့်လိုက်တာနဲ့တိတာတယ်ပေါ့နော်။အခုကျွန်တော်ရဲ့ home screen ကိုကြည့်လိုက်တော်တော်လေးမှလှတယ်တယ်မှာပါတယ်။အဲ့တော့အခုကျွန်တော်ပြောမှာကကိုယ့်ရဲ့ဖုန်းကိုစပယ်ဘုံပေါ်ကိုမှောက်ရက်တင်လာရင် silent ဖြတ်သွားပြီးတော့ glitch interface ကနေဘယ်လိုမျိုးအချက်ပြအောင်လုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ ပြီးကြတော့ကျွန်တော်တို့ဒီမှာ glitch interface ဆိုတာရှိတယ်အဲ့ဒါကိုဆက်ဝင်လိုက်ပြီးကြရင် flip to glitch ဆိုတာရှိတယ်အဲ့ဒါလေးကို on ပေးလိုက်ကျွန်တော်ကတော့တခါတည်း on ထားပြီပေါ့နော်အဲ့ဒါလေး on ပေးပြီးသွားပြီဆိုရင်တော့ရပါပြီကိုကအဲ့ဒါဆိုရင် meeting ခန်းထဲမှာရောက်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အတန်ထွက်လို့မရတဲ့နေရာတနေရာရောက်နေတယ်ဆိုရင်ကိုရဲ့ phone ကိုဒီမျိုးလေးလှုပ်လိုက်ဖုန်းဝင်တဲ့အချိန်မှာအခုလိုပဲ glitch interface ရဲ့မီးလေးလင်းလာပါပဲဖြစ်ပါတယ် နောက်ထပ်တစ်ခုကတော့ကိုကအလုံးလုံးနေတဲ့အချိန်ဖုန်းကိုပိတ်ထားတဲ့အချိန်မှာ notification တက်လာတဲ့အခါမှာကိုကအရေးကြီးတဲ့လူရှိက notification လာတာလားဒါမှမဟုတ်အရေးကြီးတဲ့လူရှိက notification လာတာလားဆိုတာကိုလွယ်လွယ်ကူကူနဲ့သိလို့ရအောင်လုပ်လို့ရတဲ့နည်းလမ်းလေး nothing ဖုန်းတွေမှာပါတယ်ဘယ်လိုမျိုးသိအောင်လုပ်လို့ရလဲဆိုတာကိုအခုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကိုဖုန်းကိုကိုရဲ့ VIP တယောက်ယောက်ဒါမှမဟုတ်ကိုကောင်မလေးရဖြစ်ဖြစ်စာပို့တဲ့အချိန်မှာသူပို့တာမှတန်းတီအောင် nothing ဖုန်းတွေမှာလုပ်လို့ရတယ်အဲ nothing ဖုန်းဖြစ်တဲ့အတွက်ကြောင့်သူရှိမှာထူးခြားတာကပြောပတ်ချမ်းမှာရှိတဲ့ဒီ glitch interface လေးက ကိုအရေးကြီးပုံကိုတရားရောက်စာပို့တာနဲ့မီးလင်းလာအောင်လုပ်လို့ရတယ်။အဲဒါလေးကိုဘယ်လိုမျိုးလောက်မလဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်။ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်မယ်။ပြီးကြတော့ဒီမှာ glass interface ဆိုတာရှိတယ်။အဲထဲကိုဆက်ဝင်လိုက်။ပြီးကြရင်ဒီမှာ notification ဆိုတာလေးရှိရပါတော့။အဲထဲကိုဆက်ဝင်ပေးလိုက်။ဒီပြီးကြရင်ဒီအောက်မှာရှိတဲ့ add new essential ဆိုတာရှိတယ်။အဲထဲကိုဝင်လိုက်။โอเคဒီမှာဆိုရင် messenger လေးရှိရပါတော့အဲ့ထဲကိုဝင်လိုက်အဲ့ထဲဝင်ပြီးတော့ရင်ဒီမှာကိုဘလူးကိုထားခြင်းလဲပေါ့เนาะကိုရဲ့အရေးကြီးတဲ့တရားကိုထားခြင်းမယ်ဆိုတော့ထားလို့ရတယ်ကျွန်တော်ကတော့ဒီမှာတရားကို ထားပေးလိုက်မယ်။ဒန်းကိုနှိပ်လိုက်။ဒါဆိုရင်တော့ရပါပြီ။အဲဒါဆိုရင်သူ့ရှိရာစာပို့တဲ့ခါမှာကျွန်တော်တို့ဖုန်းကိုကြည့်စရာမလိုဘဲနဲ့ဒီနားလေးမှာမီးလေးကလင်းနေမှာဆိုတော့မီးလင်းတာနဲ့သူစာပို့တာမှန်သိကြပြီ။အဲ့ခါကျရင်ကိုကတစ်ခုခုလုတ်တင်လုတ်ပြရအောင်။နောက်ထပ် feature တစ်ခုကတော့ကိုကဖုန်းကိုလက်တစ်ဖက်နဲ့ကင်ပြီးတော့တုံးရတဲ့အခြေအနေမျိုးတွေမှာလွယ်လွယ်ကူကူတုံးလို့ရအောင် one tap mode ကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ပြောပြပေးမယ်။ဖုန်းတိုင်းမှာက100 mode ပါတာမှန်ပေမဲ့နှစ်သိန်းမှပါတဲ့100 mode ကနည်းနည်းလေးထူးကြတယ်ထဲမှာပါတယ် ဘယ်လိုမျိုးထူးခြားလဲဆိုတာကိုကြည့်လိုက်အောင်ကျွန်တော်က netting phone တွေမှာ100 mode ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ပြောပြပေးမယ်ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်ပြီးကြရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲချပြီးတော့ကျွန်တော် accessibility ဆိုတာရှိတယ်အဲ့ထက်ကိုဆက်ဝင်လိုက်ပြီးကြရင်အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုရင်ဒီမှာ system control ဆိုတာရှိတယ်အဲ့ထက်ကိုဆက်ဝင်ပြီးကြရင် 100mode ဆိုတာရှိတယ်ဒီမှာတခါလေးကျွန်တော် open ထားပြီပေါ့နော်ပုံမှန်ဆိုပိတ်နေမှာကို open ပြလိုက်အဲဒီနေရာမှာ netting phone တွေကထူးခြားတာကအခြား phone တွေမှာဆိုရင် 100mode ကိုဖွင့်နေဆိုရင်ကျွန်တော်တို့ ဒီပေါ့နော် screen လေးကတိတိလေးဖြစ်အောင်အလုပ်တာအဒီမှာကျတော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ notification ကိုဆွဲချရတဲ့ခေတ်မှာဒီလိုမျိုးဟိုးအပေါ်ကြီးကလည်းသွားဆွဲချတယ်မလို့ပဲနဲ့ကိုယ့်ရဲ့ home screen ကကြိုက်တဲ့နေရာနေပြီးတော့ဆွဲချလိုက်အဲ့ခါဆိုင် notification ကကြာလာမှာဖြစ်ပါတယ်ဒီ one hand tap mode လေးကတော့အခြား one hand tap mode တွေတက်ဆိုင်တော်တော်လေးမှအသုံးဝင်နေတယ်မှာပါတယ်နောက်ဆုံး feature တစ်ခုကတော့ကိုယ့်ရဲ့ power button ကိုနှစ်ချက်ဇက်တိုက်နှိပ်လိုက်တာနဲ့ကိုယ်ဝင်ကျင်တဲ့ application နဲ့ကိုတန်းဝင်အောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ပြောပြပေးမယ်ဒီနေရာမှာလည်းနှစ်သင်းရအခြား phone တွေတက်ဆိုင်နည်းနည်းလေးထူးကြတယ် ဘယ်လိုမျိုးထူးခြားလဲဆိုတာကိုသိချင်ကျွန်တော်အခုပြောပြပေးမယ်အဲ့တော့ကိုကကိုယ့်ရဲ့ power button ကိုနှစ်ချက်နှိပ်လိုက်တာနဲ့ကိုဝင်ခြင်းတဲ့ application နဲ့ဝင်အောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်ပြီးကြရင် home app ကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ special feature ဆိုတာရှိတယ်အဲ့ထက်ဆက်ဝင်ပြီးကြရင်ဒီမှာ gesture ဆိုတာရှိပေါ့နော်အဲ့ထက်ဝင်လိုက်ပြီးကြတော့ဒီမှာ double press power button ဆိုတာရှိတယ်အဲ့ထက်ဝင်ပြလိုက်ဒီမှာဆိုရင်တော့ကျွန်တော်တို့ nan တို့ camera တို့ clip timer တို့ဒီဟာတွေကတော့ပုံမှန်ပဲ ထူးခြားတာဟိုးအောက်ဆုံးမှာရှိတဲ့ application ရဲ့ application shortcut ဆိုတာရှိတယ်အဲ့ထဲကိုဝင်ပေးလိုက်အဲပြီးကြရင်ကျွန်တော်တို့ဒီမှာပေါ့နော် messenger ကိုကျွန်တော်ဝင်လိုက်မယ် messenger ကိုကျွန်တော်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ messenger မှာရှိတဲ့လူတွေရှိကိုတစ်ခါတည်းတန်းပြီးတော့ထားလိုက်ရတယ်ဒီမှာဆိုရင်ကျွန်တော်တရားကိုထားပြလိုက်မယ်ပြီးကြရင် confirm နှိပ်လိုက်မယ် ပြီးကြရင်ကျွန်တော်တို့ဒီ power button ကိုနှစ်ချက်နှိပ်လိုက်တာနဲ့အဲ့လိုပဲ conversation တော့တစ်ခါလေးရောက်သွားမှာဖြစ်ပါတယ်ဒါလေးကတော့တော်တော်လေး convenient ဖြစ်တယ်ပေါ့နော်ဥမာကိုကကိုယ့်ရဲ့ visa ကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ account ပါလေးကိုပဲဖြစ်ဖြစ်ထားထားမယ်ဆိုရင် power button ကိုနှစ်ချက်နှိပ်လိုက်တာနဲ့ wish ဆိုပြီးသူ့ရှိကိုတန်းပြီးတော့တစ်ခါလေးရောက်သွားမှာဖြစ်ပါတယ်ဒါကတော့ nothing phone တွေမှာပါတယ်အသုံးဝင်တဲ့ feature တွေနဲ့ဘယ် phone မှာမှမရှိသေးတဲ့ feature လေးတွေကိုပြောပြပေးကြတာပဲဖြစ်ပါတယ်နောက်ထပ် video မှာလည်းအခြားသော phone တွေရဲ့ tips and tricks တွေ feature တွေကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ် 真好看吧？